ရီမေနိုင်ငံမှာတိုက်ခိုက်မဲ့အစီအစဉ်နဲ့ပတ်သက်လို့ American ကာကွယ်ရေးဝန်ကြီး Page Hubs ရဲ့ Signal Message Application အသုံးပြုမှုနဲ့ပတ်သက်ပြီးပင်ဒဂုံစုံစမ်းစစ်ဆေးရေးယုံကစစ်ဆေးသွားမှဖြစ်ကြောင်းစောက်ကြည့်ရေးအဖွဲ့က April 3ရက်နေ့မှာပြောကြားလိုက်ပါတယ်။ ရီမဲနိုင်ငံရှိဟိုတီအဖွဲ့ကိုတိုက်ခိုက်ခဲ့တဲ့အဲ့ဒီအစီအစဉ်အကြောင်းအကြီးတဲ့အရာရှိတွေကမတော်တဆပေါက်ကြားစေခဲ့ပြီးနောက်တမရဒေါ်နယ်ထရန့်အစိုးရဟာအရှုတ်တော်ပုံနဲ့ရင်ဆိုင်နေရပါတယ်။အခုလိုစုံစမ်းစစ်ဆေးမှုအရာအမေရိကန်ကာကွယ်ရေးဝန်ကြီးအပြင်တခြားကာကွယ်ရေးဝန်ကြီးဌာနကအရာရှိတွေလည်းစစ်ဆေးခံရမှာဖြစ်ပါတယ်။အထက်လွှတ်တော်လက်နက်ကိုင်ဌာနကော်မတီရဲ့ Republican နဲ့ Democrat လွှတ်တော်အမတ်နှစ်ဦးရဲ့တောင်းဆိုမှုကြောင့်အခုလိုစုံစမ်းစစ်ဆေးမှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲ့ဒီ message ပေးပို့မှု group ထဲမှာကကွယ်ရေးဝန်ကြီး Hapsi အပါအဝင်တခြားထိတ်တန်အရာရှိတွေပါဝင်ခဲ့တယ်လို့အင်ဖြူတော်ကပြောပါတယ်။အဲ့ဒီ group ထဲမှာ journalist တယောက်လည်းပါဝင်ခဲ့ပြီးသူ့စီကနေတဆင့်ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။ အီရန်ထောက်ပံ့ပေးထားတဲ့ဟူတီအဖွဲ့ဟာပင်လယ်နီကိုဖျက်ဆီးသွားတဲ့ကုန်တင်တင်မောတွေကိုတိုက်ခိုက်နေလို့ကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းထိခိုက်နေရပါတယ်။တကမ္ဘာလုံးရဲ့ရေချောင်းကုန်သွယ်မှုဆက်နက်ရာဂိုင်းတော့ဟာဟူတီအဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်ထိခိုက်နေရတာဖြစ်ပါတယ်။ဘိုက်ဒန်အစိုးရလက်ထက်ကယီမင်နိုင်ငံရှိဟူတီအဖွဲ့ကိုအမေရိကန်ကတိုက်ခိုက်ခဲ့ပြီးအခုထရန့်ရဲ့ဒုတိယမြောက်သမ္မတသက်တမ်းအထိတိုက်ခိုက်နေဆဲဖြစ်ပါတယ်။